ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရေဒီယိုနော်ဒီမဲ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒုတိယခေါင်းမွေးနေရာကနေထိုးသက်သွားမယ်ကရန်လဝိမေဗရိုနီကာရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်မေလ9ရက်နေ့မှာဆိုရင်မြမကုံဆောင်ကရန်လဝိမေဗရိုနီကာရဲ့ပွဲစဉ်ကိုပြည်သက်ဒီနေ့နဲ့စောင့်ကြည့်ကြရတော့မှာဖြစ်ပါတယ်ဗရိုနီကာထိုင်းမြူဒမီဖိုင်တာဂျူနီယာဖက်တက်နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါဂျူနီယာဖက်တက်ကလက်ရှိမှာအသက်19နှစ်အရွယ်သာရှိနေသေးတဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ် ဒါပြင်သူမကဝမ်းချမ်းမင်းရှင်မှာခုနှစ်ပွဲထိုးသက်ထားပြီးခုနှစ်ပွဲလုံးကိုလည်းနိုင်ပွဲရရှိထားပါတယ်ဒီအချက်တွေကြောင့်မလို့ Junior Fighters ကစွမ်းဆောင်ရင်ကောင်းနေချပြထားနိုင်တယ်လို့ပဲဆိုရမှာပါ။ကယန်လဝိမဲ့ Bronica ကတော့ One Championship မှာတပွဲသာထိုးသက်ထားရပြီးအဲ့ဒီပွဲစဉ်မှာလည်း Split Decision နဲ့ကတ်ရှုံးထားပါတယ်။ဒါကြောင့်မလို့ Bronica အနေနဲ့ဒီပွဲကိုနိုင်ပွဲပုံဖော်နိုင်မှာရမှာဖြစ်ပါတယ်။ One Championship ကတော့ Bronica နဲ့ Junior Fighters ရဲ့ပွဲကို Co-main Event ပွဲစဉ်ဖြစ်အောင်ပွဲတက်ပေးလိုက်တာပါ။ ဒီလိုမျိုးအမျိုးသမီးပွဲကိုဒုတိယကောင်းပွဲမှာထားပေးတာကတော်တော်ကိုရှာရှာပပပွဲစဉ်တစ်ပွဲဖြစ်ပါလိမ့်။1 Friday Fight ပြိုင်ပွဲတွေမှာအခုမှပထမဆုံးထားပေးတဲ့အမျိုးသမီးဒုတိယကောင်းပွဲလို့တော့ဆိုရမှာပါ။ဒါကတော့မြန်မာပြည်သက်တည်းရဲ့အင်အားဘရောနီကဝင်အားပေးတဲ့မြန်မာပြည်သက်အင်အားဘယ်လောက်ရှိလဲဆိုတော့1 Championship ကကောင်းကောင်းကြီးသဘောပေါက်ထားလို့ဖြစ်မှာပါ။ ရော်နီကာရဲ့ပွဲကိုလာရှုရှုမဲ့မြန်မာပရိသတ်တွေကလည်းဒူးနဲ့တေးပါပဲ။ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကွင်းထဲမှာမြန်မာပရိသတ်စီစီကားကနဲ့သူတို့ရဲ့ပွဲကိုလာရောက်ကြည့်ရှုတဲ့ပရိသတ်အများပြားရှိတယ်ဆိုတဲ့အကြောင်းကိုထုတ်ပေါ်ကြွားခြင်းလို့နေမှာပါ။အဲ့ဒါကြောင့်မလို့ဒုတိယကောင်ပွဲတွေကိုပေးလိုက်တာဖြစ်မှာပါ။မဟုတ်ရင်မြန်မာပြည်သက်ဒီနေ့နဲ့ဗရိုနီကာပွဲပြီးတာနဲ့ကွင်းထဲကနေထွက်သွားရင်သူတို့ကွင်းထဲမှာလူမကြံတော့မှဆိုလို့ထင်ပါတယ်။ဒါကြောင့်မလို့ဗရိုနီကာရဲ့ပွဲကိုဒုတိယကောင်ပွဲတီထောင်ပေးလိုက်တာဖြစ်ပါပါ။ online ကနေချူရှူအားပေးကြမယ်မြန်မာပြည်သက်တွေအတွက်ကတော့မြန်မာစံတော်ချိန်10နိုင်ခွဲ17နိုင်ပြီးပါမှာဗရိုနီကာပွဲကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှသာဗရိုနီကာရဲ့ပွဲကိုကျွန်တော်တို့ပြည်သက်တွေနေနဲ့ရင်ခုန်သွားစောင့်ကြည့်ကြမှာပါ။ဘာပဲဖြစ်ဖြစ်ဗရိုနီကာရဲ့ပွဲကတော့တကယ်ကျမ်းတဲ့ပွဲကျမ်းတစ်ပွဲဖြစ်လာမှာပါ။ဂျူနီယာဖေဒက်စ်ကလည်းဗရိုနီကာလိုမျိုးပဲကျမ်းမေရန်မေဖိုက်တာတစ်ယောက်ဖြစ်ပါလိမ့်။အန်တာတိန်မန့်ဆန်ဆန်ကစားတဲ့ဖိုက်တာမျိုးပွဲကကြီးကောင်းအောင်မှာပါ။ဘလို့ခင်းတဲ့နေဖြစ်လာအောင်လဲဆိုတော့မေလ9ရက်နေ့ကျဆက်လက်စောင့်ကြည့်ရမှာပါ။ ဖရိုနီကာကတော့လက်ရှိထဲမှာ training တွေကို design မမလုပ်ဆောင်နေပါနဲ့။အားမလျှော့တော့စူးစမ်းမှုတွေနဲ့ကိုအစူးစမ်းအထုတ်နေတာပါ။ Junior Fighters ကလည်းအသေးစားပြင်ဆင်ထားတာဖြစ်လို့ဘလို့အခင်းချင်းဖြစ်လာမလဲယဉ်ခုံမိပါနဲ့။ဖရိုနီကာအနေနဲ့တော့ဒီပွဲကိုမဖြစ်ဖြစ်အောင်နိုင်ပွဲပုံဖော်မှရပါမယ်။ဒီပွဲမှာသာနိုင်ပွဲမပုံဖော်နိုင်ခဲ့ရင်တော့ One Championship ကဖရိုနီကာကိုအထင်သေးသွားနိုင်ပါနဲ့။ဒါကြောင့်မလို့ဖရိုနီကာအနေနဲ့ဒီပွဲကိုနိုင်ပွဲပုံဖော်နိုင်ဖို့လိုပါတယ်။ ထိုင်းဖိုင်တာဂျူနီယာဖက်ဒက်စ်ကတော့ဗရိုနီကာကိုအမှောက်သိမ့်သွားမှာလို့တော့ကြုံဝါထားပါတယ်။တကယ်လုပ်ပြနိုင်မလားဆိုတော့စောင့်ကြည့်ရမှာပါ။ဗရိုနီကာတယောက်နိုင်မွေးပုံဖော်နိုင်ပါစေလို့လည်းဆန္ဒပြုပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်မယ့်နေ့တော့လည်း MMA လောကနဲ့အာဇာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြတောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာပြရှုမှကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။